ဈေးရောင်းရလာပြောပါတယ်။ဒါကိုယ့်ရဲ့စီးပွားရေးအနေနဲ့အဲနောက်ပိုင်းအထိပေါ့နော်ရေရှည်သောက်ချပြီးလုံမဲ့စီးပွားရေးဆိုတော့လေ ပျော်တာပေါ့ပြီးတော့ကြာဆရာဒီကြောက်မြင့်နေတာတွေကိုချစ်မြတ်နိုးတဲ့သူဆိုတော့ကြတော့ရှောင်းနေပြီးလို့ရှင်ပြန်ဝင်တယ်အဲအဲ့လိုမျိုးလုံးဝနေတယ်ဆရာပျော်နေတာပေါ့ကျုပ်တငယ်ချင်းတွေကတချို့ကြလဲအားပေးကြတာပေါ့နော်အဲကိုဆရာနေပျော်ဝဲကြတယ်တကူတကကိုရောင်းတာမလို့ဝဲကြတယ်အဲပြောကြဆရာဒီတိကူလေတိတ်ဆန်ဈေးကူဆရာဝင်ဒီကနေလဲဝဲရထားဆိုတော့ဒီဖီးရတငယ်ချင်းတွေကြလဲတငယ်ချင်းဘလို့ဖြစ်လို့ညာညာရေနာရောင်းတာလဲ တက်တက်စီပဲရောဟုတ်လို့လားဝါသနာပါလို့လားဆိုရယ်အဲ့လိုမျိုးမြေးကြတဲ့တကယ်ချင်းတွေလည်းရှိရဲ့ကွာဒီ Omni Jewelry Show ပေါ့เนาะအဲ့မှာလာပြီးတော့ဈေးလာရောက်တာပါပလဲ ေးပေါ့နော်ပလဲရဲ့လူမျိုးမိုးကုတ်ကြောက်လေးတွေအဓိကဆရာအဲ့ဒါလေးရောင်းတာပလဲရောင်းတာတော့ဆရာပလဲကိုကြိုက်လို့ပေါ့နော်အားကြောင့်မလို့ပလဲလေးတွေထည့်ရောင်းတာအဓိကစစချင်းလှုပ်ဖြစ်တာတော့ဆရာဒီမိုးကုတ်မိုးကုတ်ကြောက်ပေါ့နော်မိုးကုတ်ကြောက်ဒီမိုးကုတ်ဗရမားနီလာပြီးတော့ကြာတခြားမိုးကုတ်ကြောက်လေးတွေပြောင်းကောင်းစိမ့်လို့အဲ့လိုရွှေရင်းဝါလူမျိုးကြောက်လေးတွေအစုံပြီးတော့ကြာစိမ့်တဲ့လေးတွေပေါ့နော်အဲ့ဒါလေးတွေဆီရောင်းပါတယ်ဆယ်တန်းကနေစပြီးတော့ဒီကြောက်မျိုးစပြီးတော့ကြာဒီရွှေစိမ့်အဲ့ဒီအလေးချိန်တွေပေါ်မှာမူတည်ပြီးတော့တင်းရှားပိုင်းထီတော့ရှိပါတယ်ရှင်ဟုတ် နာရီကိုကြိုက်တာပေါ့နော်ကြိုက်တာကြောက်တီကနေစဝဲတာဆက်ဆက်ကျင်တော့ကတော့အရင်တော့တခါမှကိုယ့်ရဲ့မုံမူနဲ့ဒီအနည်းပညာကြီးနဲ့တခါမှဒီလိုမျိုးကျေနနာလက်စွပ်တွေကြောက်တီတခါမွယ်ဘူးဆိုရအဲ့လိုအင်ကြီးတွေဝဲပတ်စံအိတ်တွေဝဲဖက်နက်တွေဝဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါနေနောက်ပိုင်းမှာပထမဆုံးအကျင့်နေတယ်ဆိုရအဲ့လိုဗရမ်းလက်စွပ်တွေဝဲဖြစ်သွား မဖြစ်သွားချင်မှာအော်ဒီငတ်မရှိရဲ့ပတ်စံနဲ့လည်းဒီရေနနာဆိုဝယ်လို့ရတာပါလားပေါ့နော်အဲ့လိုမျိုးစသည့်ရဲ့ချိန်ရည်စပြီးတော့ဆွေးရတယ်အဲ့လိုကြောက်လူတွေဝယ်ပြီးတော့ဒါအဲ့လိုအထည်တွေခတ်တင်အဲ့လိုမျိုးပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့အဲ့လိုဝယ်ရင်ခတ်ရင်လည်းအော်ကိုယ်တိုင်လည်းလုံရရင်ကောင်းမယ် ိုသာမရောဆိုရှင်အများကြီးထက်မဝယ်နိုင်ဘူးလေနော်အဲ့ဒါကြာလူမျိုးရောင်းမယ်ပြောကြကိုကြိုက်တာလေးထက်ဝယ်မယ်ပြောကြလူမျိုး customer တွေကိုအဲစိတ်ကြိုက် design လေးတွေကိုစိတ်ကြိုက်ကောသူတို့စိတ်ကြိုက်ကောလို design လေးခက်ပြီးတော့ app ပေးမယ်ပေါ့နော်အဲ့လိုမျိုးတွေးနေရနေပြောမှဆရာဒီရေနာလုံးမြန်လို့ဖြစ်သွားတာပါ အာရင်းနှီးကတော့ဆက်စချင်းဖွင့်တော့တော့ဟိုဟာလောက်ကနေစတာဖြစ်မဲ့ထင်တယ်။300လောက်ကနေစတာဖြစ်မဲ့ထင်တယ်။ဟုတ်ကျိုတငယ်ချင်းတွေကတချို့ကြလဲအားပေးကြတာပေါ့နော်။အဲကိုစီကနေပြောဝယ်ကြတယ်။တကူတကကိုရောင်းတာမလို့ဝယ်ကြတယ်။အဲပြောကြဆရာဒီတိကူလေးသိဆန်ဈေးကိုဆရာဝယ်ဒီကနေလဲဝယ်ရထားဆိုတော့ဒီဖီးရတငယ်ချင်းတွေကြလဲတငယ်ချင်းဘလို့ဖြစ်လို့ညာညာရောင်းတာလဲ တက်တက်စီပဲရောဟုတ်လို့လားဝန္ဒနာပါလို့လားဆိုရဲအဲ့လိုမျိုးမြေးကြတဲ့တကယ်ချင်းတွေလည်းရှိရင်ပြန်ပြတော့တချို့ဆရာဝန်ချင်းချင်းဆိုကြ ဘာလို့စေမကူလာစေမကူလာစေကမဝင်ဘူးလားဒီအနေကစိုင်လို့လာစားလို့မျိုးမေးချင်တဲ့ငယ်ချင်းလေးလည်းရှိတယ်ဟုတ်ပြောကြဒီတောင်းပြရင်လားဆိုတော့လေလောကသူ့ရဲ့အတိုင်းအဝိုင်းတစ်ခုရှိရယ်ပေါ့နော်အဲ့အနေနဲ့မိတ်ဆွေတစ်တီအများကြီးရတယ်ပြောကြဒီမိတ်ဆွေအချင်းချင်းကလည်းကုညီရယ်ဆိုတော့သူကလိလာမိတယ်ပေါ့ဟုတ်စိုင်ရကြတော့ဆွေးလို့စိုင်ရအခုနေပြီးတော့မှာပေါ့နော်နေပြီးတော့စစ်မလေးပြီးမောမှာဖွင့်ထားပါတယ်ဆွေးလိုက်တာနဲ့ဒါဆွေးဆိုရယ် vibe လေးတစ်ခုရမယ်ပြောကြဆိုင်မှာလည်းဆွေးပုံလေးချိန်ထားတယ်ဆိုတော့ဒါအဝေးကနေလာလို့ရှင်လဲအော်ဒါဆွေးရဲ့စိုင်ဆိုတော့ customer တွေထင်တာမြင်တာရှိမှာပါဟုတ်အဲဆိုင်မှာလည်းလာနှုတ်ဆက်ပါတယ် CEO တွေ့လို့ရှင်ပြည်သက်တရားလာပြီးတော့နှုတ်ဆက်ကြတယ်ရှိရဲ့ထပ်ပေါင်းတွေ့ရကြတယ်ရှိရဲ့အချို့ကြတော့လည်းဆွေးဆိုင်မှုလို့ဆိုပြီးတော့တည်တက်လာပြီးတော့အားပေးကြတာတွေဝယ်ယူကြတာတွေရှိတယ်ဟုတ် ဆရာတော့အခုဆိုင်ရရလဲအခုမှအသစ်စခွင့်တာဆိုတော့ပရိသတ်တွေနဲ့ရော customer နဲ့ရော trust တစ်ခုယူရတာပေါ့เนาะဆွေးရေးစီမှာတော့ဆွေးရအာတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပါတယ်ဆွေးရဆိုင်ကိုတော့ဟိုရုံရုံကြည်ကြည်နဲ့ဝယ်ယူလို့ရတဲ့အထက်အဲ့လိုရပါတယ်ဟုတ်စေရောင်းရလားပြောပါရဲဒါကိုယ့်ရဲ့စီးပွားရေးအနေနဲ့အဲနောက်ပိုင်းအထိပေါ့နော်ရေရှည်ရေရှည်ရောက်ချပြီးလုံမဲ့စီးပွားရေးဆိုတော့လေ ျော်တာပေါ့ပြီးတော့ကြာတော့ဆရာဒီအကြောင်းပြနေတာတွေကိုချစ်မြတ်နိုးတဲ့သူဆိုတော့ကြာတော့ရှောင်းနေပြီးလို့ရှင်ပြန်ဝယ်တယ်အဲအဲ့လိုမျိုးလုံးဝနေတယ်ဆရာပျော်နေတာပေါ့ဟုတ် customize အဲ့လိုရတယ်ကိုကြောက်ကြည့်လာပြီးတော့အဲ့လိုလည်းရတယ်ပြီးတော့ကြာတော့စီစီမာဒီလိုမျိုးကြောက်အလွတ်တွေလည်းအများကြီးရှိတယ်ပေါ့နော်ကြောက်အလွတ်လေးတွေကိုလည်းအာဒီမှာ စိတ်ကြိုက်ရွေးပြီးတော့ကြာတော့ကိုစိတ်ကြိုက်ဒီဇိုင်းခက်လို့ရတယ်ကြော်တာပေါ့အခုဆိုလို့ရှိရင်နေမှာမို့လို့ပဲမမိရလားဆိုပြီးတော့ တွေးပြန်ရင်လည်းအဲ့လိုလည်းမဟုတ်ပြန်အခုရန်ကုန်ရောက်တော့လဲအဲဒီပြိတ္တတွေကရှိသေးရဲ့ပေါ့နော်တမယဆိုလည်းအပြင်သွားလို့ရှင်လဲအဲ့လိုတချို့ကြလဲတပုတ်တွေမြန်တာမှာအဲ့လိုအော်မင်းသမီးဆူလင်းချိန်ဆိုပြီးတော့အဲ့လိုမျိုးမှတ်မိကြရတဲ့လူတွေလည်းရှိတယ်တချို့ကြလဲအဲဆူလင်းချိန်လားအားပေးရတော့အရင်အားပေးရတမိကားရဲ့အတ္တကြည့်ရဲဆိုရင်အဲ့လိုမျိုးအားပေးရလူကလည်းအခုချိန်နေရှိရဲဆိုတော့ဆီကဆီကိုအရင်တော့ကအားပေးခဲ့တဲ့ပြိတ္တတွေကိုလည်းကျေးဇူးအများကြီးတင်တယ်အခုဆက်လက်ပြီးတော့အားပေးနေတဲ့ပြိတ္တတွေရောနောက်ထပ်ကစတမာတွေရောဆီကကျေးဇူးအများကြီးတင်ပါတယ်ရှင်